မင်္ဂလာပါရှင်ခုချိန်ကစပြီး2025ခုနှစ်ဇူလိုင်လ1ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ဗီဒီယို energy ပြည်တွင်သတင်းကောင်းစင်တွေကိုဖတ်ကြားပေးသွားပါမယ်။ပြည်သူအများစုမှပြည်ရင်းမှချက်ပြေးဆုံးခွာနေရပြီးမြို့သမီးများ၊မိန်းကလေးငယ်များနဲ့လူငယ်လူရွယ်များသည့်ဥက္ကံကူးခြင်းရန်စွဲကြောင့်ထိခိုက်လွယ်လျက်ရှိတယ်လို့တမတ်ကြီးဦးကျော်မိုးထွန်းပြောကြားတဲ့သတင်း။ပြည်သူအာဏာကိုမတရားသိမ်းယူကိုစူးစမ်းနေတဲ့စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခွင့်အာဏာမရှိဘူးလို့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ပြောကြားတဲ့တွင် မေစုမွေနေမတရားပေါ်လာအိတ်တောင်ဆက်ခန်းတူးရှင် UID များစရင်ဝေဥပန်ထုတ်ပြန်တဲ့တွင်ဖန်စီခံရသူများနဲ့ဗီဇာမရှိသူများချုပ်တင်ပြင်ဆင်ရအချက်များကိုရီးယားနိုင်ငံ NGO ကိုယ်စားလှယ်ရုပ်ပြည်ပေးချင်ရတဲ့တဲ့နဲ့ဘုံချက်ဖြက်စီခံလိုက်ရတဲ့ချန်ငင်းတို့စကန်စေးယုံပြန်လည်တည်ဆောက်နိုင်ရအတွက်ကမ်ပိန်းလှုပ်ဆောင်နေတဲ့တဲ့ရင်ပါဝင်ခြားတဲ့ရင်တွေကိုတင်ပြပေးသွားမှာဖြစ်ပါလိမ့်ရှင်။